စူပါရှီယာငလင်ကြီးဆိုတာဘာလဲခနှစ်သသမခနှစ်ထက်ကြီးတဲ့ငလင်ကြီးဖြစ်နိုင်သေးသလားဆိုတာ riline အတူငလင်ကြောင်းဖြစ်တဲ့အကြောင်းကြီးအကြောင်းငလင်ပညာရှင်ဦးစိုးသူအထွန်းရဲ့သုံးသက်ချက်ကိုတင်ဆက်ပေးထားပါတယ်အဓိကတော့ဒါကျွန်တော်တို့ ਨੇ ပေါင်းနေတယ်ကျွန်တော် duty ပေါ့နော် duty ဟိုဘက်ဆိုတာစင်ကာပူကပညာရှင်ပါသူတို့ဖွဲ့ရနေတာကိုတင်ပြတာပေါ့နော်ဒါကတော့ scientific ပြေနိုဘယ်ကလေးကြအနေနဲ့နာမည်တစ်တခုလဲဖြစ်တယ်ပြီးလိုက်တာပေါ့နော်ကဘာမှာဖြစ်တာနေတယ်ပေါ့သူကဘာလဲဆိုတော့ကျွန်တော်ဖြစ်တဲ့ဒီပြက်ရွေးပြက်သွားတဲ့ရာချာပေါ့နော်ရွေးသွားတဲ့အကြောင်းကကြီးတယ်သူကဟိုအပေါ်ရရကျွန်တော်တို့သူ့အတိုင်းတာတဲ့ပုံစံအမျိုးမျိုးရှိပါတယ်ငလေလုတ်သွားတဲ့ပြက်ပြူပြက်နဲ့တိုင်းတာဆိုရဲယူယူတန်တန်ကွန်ဗန်ရှင်နဲ့ဤပေါ့နောက်တစ်ခါမြေပြင်မှာဖြစ်နေတဲ့အကွဲအကြောင်းတွေကိုလိုက်ပြီးတော့မြေပြင်ဆင်းပြီးတော့တိုင်းတာတဲ့နီလန်းနေပေါ့နော်နောက်တစ်ခါဂျူရုပုံရေးတရားနေကျွန်တော်တို့ကြည့်တဲ့အခါမှာသူက ယုတ်တိရဲ့ပြောင်းသွားတဲ့ပုံစံကိုမြင်ရတယ်ပေါ့နော်မြင်ရတဲ့ဟာပထမပေါ်ရန် depth ပေါ့နော်စူပါစုဟိုကျွန်တော်တို့မီတာ30လောက်တိအနက်မှာဘယ်လောက်ရွေးသွားတယ်သူ့အောက်မှာကြီးတဲ့မီတာ100 1000မှာကြီးတဲ့အနက်မှာဘယ်လောက်ရွေးသွားတယ်ဆိုတာကိုကျွန်တော်လိုက်ပြီးတော့ကြည့်ပါတယ်ဒီကြီးကဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုလိန်ပြီးတော့သွားတဲ့အချိန်မှာလိန်သွားတဲ့ပုံစံကိုမြင်ရတယ်ပေါ့နော်အဲ့ဒါဟာခုကဒီစက္ကန့်ပိုင်းလေးတည်းမှာဘယ်လောက်ချီလျားတဲ့ဒီ900ကီလိုမီတာလောက်တိရှိမယ်လို့ခန့်မှန်းတဲ့အပိုင်းကြီးတစ်ခုလုံးရွေးသွားတာပြတ်ပြတ်သွားတာပေါ့မှာ ဘစူပါကြီးအားလို့သူကနာမည်ပေးလိုက်တဲ့သဘောပါပဲ။လောက်ကြီးမှာပြတ်သွားတာ။ဇကိုင်းပြည့်ပြည့်တောင်မှာတစ်ခါတစ်ခါပြတ်လို့ရှိရင်ကျွန်တော်တို့ကကီလိုမီတာ100ဝန်းကျင်လောက်ပဲဖြစ်နေရှိတယ်ပေါ့နော်။ပမာဏ9လောက်6.5တို့6.8တို့ပေါ့ဆိုပြီးသူကတပိတ်ချင်းတို့ဘာလို့မှ100 150 100တလောက်ပဲရှိတယ်။အခုကတော့900လောက်ထိရှိတယ်လို့ခန့်မှန်းတယ်။ဒါပေမဲ့ဒါတွေအားလုံးကတော်တော်များများကတော့ကျွန်တော်က satellite image ကနေဒီအရောက်လိုက်ပြီးတော့ဒေလာထားတာပါ။နောက်တစ်ခါငလင်လိုက်နေရဲ့ အဲ့ဒီတိုင်းစည်တွေကရတဲ့လိုင်းပုံစံတွေကိုလည်းကြည့်ပြီးတော့စဉ်းစားတာပေါ့နော်စဉ်းစားပြီးပုံဖော်ကြတဲ့အခါမှာဒီအောင်နာမည်ပေးထားတဲ့သဘောပါဥပမာကျွန်တော်စူမာထရာငလင်ကြီးကိုထုတ်တဲ့ဆိုရင်သူ့ရဲ့နောက်ဆုံးဖြစ်တဲ့အားကဟိုကျွန်တော်ကိုကိုကျွန်းတောင်ပဲလောက်ထိတောင်မှရောက်တယ်ပေါ့နော်ဟိုအင်ဒိုနီးရှားကနေပြီးတော့ပေါ့နော်အွေလိုက်ကြီးဖြစ်တယ်ပေါ့နော်ဟိုဒါပေမဲ့ကျွန်တော်တို့ကြတော့ဒီဖြစ်လိုက်တဲ့ဖြစ်စဉ်ကဝုန်းကနေဖြစ်လိုက်တဲ့တစ်ခုတည်းမှပြတ်သွားတာကိုကကီလိုမီတာ900လောက်ကဟို ချော့တန်းလေးမှာဖြစ်သွားရဲ့အတွက်ကြောင့်ဒါကိုဒီလိုပေးတဲ့သဘောလိုပဲကျွန်တော်မြင်ပါတယ်ကျွန်တော်လည်းဆက်ပြီးတော့လည်းကြည်လည်းကြည်နေတယ်သူတို့ရဲ့တိုင်းပင်ဆွေးနွေးနေရတယ်ဇက်တိုက်တဲ့ဒီရှိပါတယ်လုံလည်းလုံနေကြတယ်ပညာရှင်အဖွဲ့တွေပေါ့ကျွန်တော်လည်းတောက်ချောက်လုပ်ခဲ့တဲ့အဖွဲ့တွေကလည်းဒီတွင်းမအောင်ပြီးပေါ့မအောင်ရှိနေတာဆိုတော့မြန်မာကျွန်တော်ဒါလည်းစောင့်ကြည့်နေပါတယ်ငလင်ကြီးကအခုမြင်းတဲ့အတိုင်းပဲလှုပ်လဲလှုပ်ခဲ့ပြီးသွားပြီ။ဒီတဲ့ကြီးတဲ့ငလင်ကြီးတခုထပ်လှုပ်ဖို့ဆိုတော့ ခဲရင်းပါတယ်ပေါ့နော်ကျွန်တော်တို့မှာတခုတော့ရှိတယ်ကျွန်တော်လိလာမှုရဲ့အကန့်အသတ်ကဒီလူသမိုင်းနဲ့ရှင်ပြီးတော့ပဲလိလာရတယ်နောက်တခါဒီတဲ့ကြာတဲ့စောတဲ့ဟာဒီကိုလည်းကျွန်တော်တို့က trans ေပေါ့နော်မြေတွင်းကြိုင်ဝိုင်းကြိုင်ကြီးတွေတူပြီးတော့နိုင်ငံနေမှာအရင်တော့အတိတ်ကရွေးပြခဲ့တာလေးတွေကိုတိတ်တိတ်နေပြန်လုပ်ပြီးဒေတာရတယ်ပေါ့နော်အဲ့လိုလိလာတာတောင်မှစာအုပ်တွေစောက်တဲ့ခါမှာဘယ်လောက်နှစ်ဒီတိုင်းစဉ်းစားမလဲဆိုတဲ့ပြဿနာရှိတယ်ပေါ့နော် နမူနာတစ်ခုပြောရင်ကျွန်တော်တို့နောက်ဆုံးထုတ်ခဲ့တဲ့ Sandine ကလည်းပေါ့နော်ဆူနာမီတဲ့တွေ့ခဲ့တဲ့ဂျပန်နိုင်ငံကပေါ့နော်တူဦးကူကအကွိဆိုတာအဲ့ဒီမှာဆိုရင်တွေ့ထားတာပညာရှင်တွေ့ထားချက်က7ခွန်တက်မှ6တိလာမယ်လို့တွေ့ထားတယ်ပေါ့နော်လုံးခဲ့တဲ့နှစ်တစ်ထောင်တွင်းလင်းတက်တန်းမှတ်တမ်းတွေကိုကျွန်တော်တို့အသေးစိတ်ပြန်လေ့လာတယ်မြေကြီးတွေတူးပေါ်လေ့လာတဲ့အခါမှာဒီ7 white six စီအမြင့်ဆုံးလို့တွေ့ထားတယ်အဲ့ဒီတွဲကြောင့်အဲ့မှာနျူကလ িয়ার ဒါဘေးဆဲကိုကြည့်တယ်စထရာချာစီလမ်းကြီးတွေရှိတယ်အကုန်လုံးကဒါကိုခန့်နိုင်အောင်စောက်ထားတာပေါ့နော် တကယ်လဲခံနိုင်ခဲ့တယ်ခွန်တသမ6လောက်လုပ်ခဲ့တယ်ပြီးတော့တပတ်အတွင်းမှာပဲပမာဏ6ရှိတဲ့ကလင်ကြီးဒီကွာထလုပ်တယ်အဲကျွန်တော်တင့်9000တောင်းကိုကျွန်တော်တွက်မထားနိုင်ဘူးပေါ့နော်အဲတော့ကျွန်တော်အခုလဲကျွန်တော်တို့တိုင်းတာတွက်ချက်မှုရတော့ဒီခွန်တသမ9ဒီဒီနေရာမှာဒါအမြင့်ဆုံးပဲကျွန်တော်ရှစ်တိအမြင့်ဆုံးဖြစ်မလို့မှန်းတာတာပေါ့နော်အဲတော့ခွန်တသမ9တွေတွေရှစ်လည်းမဖြစ်နိုင်တော့ဘူးအဲ့မဲ့1000တသိမ်းမှာဖြစ်နိုင်တဲ့ကလင်ထပြီးတော့လှုပ်ရင်တော့ကျွန်တော်တို့မသိဘူးပေါ့နော်ဒါကတော့အမှန်ပဲဒီလိုဖြစ်စဉ်မျိုးက လောကမရှိဘူးလို့ကျွန်တော်ပြောနိုင်ဘူးပညာရှင်ရဲ့သူရည်သနာသည်နှစ်ကိုကြောင်းမြန်လန်လေ့လာတဲ့အခါမှာတော့ကျွန်တော်တို့စကားနဲ့ပြောရင်တော့ present is key to the past လို့လည်းခေါ်တယ်ပေါ့နော်ဒီနေ့မြင့်ပြစ်စုံပန်းအတိတ်ရဲ့အတော့ချက်တွေဖြစ်တယ်တစ်ဖက်ကကြာလဲ past is key to the future ပေါ့နော်အနာဂတ်တွေကအတိတ်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာအတိတ်ကိုကျွန်တော်ဘယ်လောက်ကြည့်နိုင်မလဲဆိုတော့ကျွန်တော်တို့ကြည့်ပြီးရောအသေးသေးလေးတွေအမှားလေးတွေမှာဖြစ်နေတာတွေရောသူရဲ့ပတ်တဲ့နေတဲ့ဒီရှေ့ကအတိတ်ကချိန်ခဲ့တဲ့တစ်ပင်တွေတစ်ကိုင်းနေရာနေကာဗွန်ဒိတ်တွေနေ ီရီလူမင်းနစ်ဆန်တက်တောင်ပေါ်လူမင်းနစ်ဆန်ဆက်တခြားဒေတင်မျိုးစုံနဲ့ကျွန်တော်ကလေ့လာရတာဖြစ်တဲ့အခါမှာဟိုအမေကိုကြီးကလည်းရမ်းများတယ်ရောလိုက်ခက်ခဲတယ်ကျွန်တော်အချိန်နဲ့ရမ်းပေးရတယ်ကျွန်တော်လေ့လာနေတာဒီနှစ်20အတွင်းမှာအများကြီးတော့ချစ်ကိုရောက်သွားပြီဆိုတာမှန်ပေမဲ့လည်းနောက်ထပ်ကျွန်တော်အများကြီးထပ်ပြီးတော့အကွင်းဆင်းပြီးတော့လေ့လာအောင်မယ်ဆိုတော့ရှိနေပါသေးတယ်အဲ့တော့ဒါကတော့ဟို technical term စီကကျွန်တော်ကပညာရပ်တွေကအစ်စ်အစ်စ်တွေပေါ်ရတယ်သင်္ကန်းတကာစာတမ်းတွေလည်းကြီးတယ်ကျွန်တော်ကိုယ်တိုင်လည်း ရေးခဲ့တာတွေရှိပါတယ်အဲတော့ကြောက်ပါတော့အဲတော့အားလုံးကတော့လေးလာသေးပဲဖြစ်တယ်တွေးကြည့်ချက်တွေကိုပဲပြောနေရတဲ့အဆင့်ပဲရှိပါတယ်ခင်ဗျာဆာဖေးဆိုတာခြားလို့ပေါ့လေမြေပြင်ပေါ်မှာတွေ့ရတဲ့ပြက်ရွေးသွားရွေးပြက်သွားမှုနဲ့ဒီအောက်မှာပေါ့နော်သူရဲ့ရှဲလို့ဒက်မှာဖြစ်တဲ့ပြက်ရွေးပြက်မှုကမတူပါဘူးသူကလိန်သွားတဲ့ဟာမတူဘူးပေါ့နော် ပြတ်သွားတာနဲ့လိန်သွားတာပေါ့နော်အောက်ကတော့ဆက်ပြီးတော့လိန်ထားတဲ့အာသူကအမြဲတမ်းစားပြီးတော့ကြာတဲ့စာရင်မြင်းမျက်နှာပြင်ပေါ်တဲ့စာရင်ဒီအောက်ကနှစ်ဆလောက်များပါတယ်အရေးကြီးရစဉ်းစားလို့ရတယ်ပေါ့နော်ဥပမာသူကတာချီလေးဒါလီငလင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကိုယ်စင်ပြီးတော့တိုင်းငယ်တယ်တိုင်းနေရာဒီ30ကီလိုမီတာလောက်ရှိတယ်ပေါ့နော်အဲ့ဒါဥပမာကျွန်တော်အင်စားပေါ့နော် satellite image နဲ့ကျွန်တော်ပြန်ပြီးတော့ radar နဲ့ပြန်ပြီးတော့တွေ့တဲ့တိုင်းတာတဲ့အခါမှာသူက60ကျော်ရှိတယ်တစ်ဆလောက်ဖြစ်တယ် နာထုံးစံမယ်ညီအောင်မှာဖြစ်သွားတဲ့ဒိန်သွားတဲ့ပိုင်းကကြီးပြီးတော့အပေါ်မှာတကယ်ပြတ်သွားတာလေးကကျတော့ဝက်လောက်ပဲရှိရပေါ့နော်အခုလည်းဒီတိုင်းပဲကျွန်တော်ဖြစ်သွားတဲ့အကြောင်းတွေကိုလိုက်ကြည့်တဲ့အခါမှာတကယ်တမ်းကျွန်တော်သူကျွန်တော်ပြောထားတာပင်းရွယ်ကုန်ဒီပေါ့နော်လောက်ဒီရှိတယ်လို့ဆိုတဲ့ဒါပေမဲ့လည်းသူကအဲ့လောက်ဒီသူကတွေ့ရမှာမဟုတ်ဘူးပေါ့နော်အပေါ်မှာ liquid ပဲချင်းကြောင့်ဖြစ်တဲ့အကြောင်းတွေဖြစ်တာတစ်ပိုင်းဖြစ်ပြီးတော့တကယ်ရွေးပြတ်သွားတာဒီအဲ့လောက်ဒီမတော်ဘူးပေါ့နော်ကျွန်တော်တို့အမြင်ရရင်ဒီဟာဒီကီလိုမီတာ200ဝန်းကျင်လောက်ပဲကျွန်တော်တို့မြေပြင်မှာရှိတွေ့ရမယ်လို့မြင်တယ် ဒါပေမဲ့အောက်ကလိမ်သွားတာကတော့400ကျော်900ဖြစ်သွားမှာပေါ့နော်ဒါဒီသဘောပါပဲသူတို့ကကျွန်တော်တို့ကဟိုရပ်ချာကအပေါ်ရမှာမြင်နေရတဲ့အောက်မှာရှိနေရတယ်မတူဘူးဆိုတော့အဓိကပြောချင်ခြင်းဖြစ်ပါတယ်ဒါမြေတန်းလဲကလေးကြီးတွေတိုင်းမှာဒီတိုင်းပါပဲအဲကျွန်တော်တို့အခုထိဒေတာထားချက်တွေကတော့ satellite ကနေခုနပြောတဲ့ synthetic virtual radar ခေါ်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လေ့လာထားတာပါအဲ့တော့လေ့လာတဲ့ဟာတွေနဲ့ရထားတဲ့ရလတ်တွေကတော့အဲ့လောက်ကိုပြနေတယ်ဒါကလည်းကျွန်တော်ညီမကြီးကနေ ဟိုကဘာအတွက်လဲတာနမူနာလေးတခုရပါပါเนาะကျွန်တော်နေပုံစံရင်းတူတာဆိုရင်တိုပြီပါဆိုတော့ order tag လို့ခေါ်တဲ့ပြည့်ရည်ကြီးတွေရှိတယ်ပေါ့เนาะတခါဒီဟိုကျွန်တော်တို့အမေရိကန်မှာဆိုရင် San Andreas ပေါ့เนาะ California မှာရှိတယ်ပုံစံကြီးကတော်တူတယ်တွေ့တရားနှုတ်နေလည်းတိတ်မဟွာရအောင်အဲ့တော့ကျွန်တော်ရဲ့နမူနာလေးသူတို့စီကိုယူစရာရတယ်သူတို့နမူနာတွေလည်းကျွန်တော်တို့လေ့လာခဲ့ရတာပါပဲပြောဒီသဘောပေါ့เนาะအခုကျွန်တော်တွေ့ရှိချက်တွေကအစ်စ်တွေလည်းဖြစ်နိုင်တယ်ထပ်ပြီးတော့တွေ့ရမယ်တဘကဘာကြီးကတော့ဘာဝကတော့ပုံစံတိုင်းပုံ သွားကျင်တိုင်းသွားနေတာပဲပေါ့နော်ကျွန်တော်ဆက်လီလာနိုင်နေတယ်တွေးကြည့်ချက်တွေကအစ်တတွေတိုးလာလေးတွေပဲဖြစ်ပါပဲပေါ့နော်ကျွန်တော်တို့ကတော့တောက်ချောက်တော့ဒီတကွာလုံးဝငလင်လုတ်တဲ့လီလာတဲ့ပညာရှင်တွေနဲ့အမြဲတမ်းလဲဟိုဆက်တွေ့ပြီးတော့ညှိနှိုင်းပြီးတော့တုတ်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်အဖြေကတော့အပန်းနဲ့အလီးဆုံးရအောင်တော့ကျွန်တော်ဆက်ဆက်ပြီးရှားနိုင်မယ်လို့လည်းယူကြည့်ပါတယ်